DNL တန်းတဲ့ထိန်းချုပ်ထားတဲ့နမတူမြို့ကိုစစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်တာရှိနေတာကြောင့်ထောင်နဲ့ချီရဲ့ဒေသခံတွေအိုးအိမ်ဆုံးခွာပြီးတော့ရှောင်တိတ်နေရပါတယ်ခွန်စောဦးသတင်းပေးပို့ထားတာပါရှင်။ကဘာကျော်တပ်ထုထုတ်လို့ရနေပြီတခုဖြစ်ပြီး DNL တန်းတပ်ကတနည်းကြော်ကြာထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနမတူမြို့ကိုအနာတိန်စစ်ကော်မရှင်တပ်ကဒီရဲ့ပိုင်းအတွင်းလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်တာပြီးလုခဲ့တာပါ။ ဘုံကျဲတိုက်ခိုက်မှုကြောင့်ရတားပြည်လူတွေထိခိုက်ဒဏ်ရာရတေဆုံးတာတွေရှိခဲ့လို့ထောင်ထဲချီတဲ့ဒေသခံပြည်လူတွေဟာအိုးအိမ်စွန့်ခွာပြီးဘေးလွရာကိုတိမ်းရှောင်နေရပါတယ်။နံပါတ်2ကလေပါပန်ဟိုက်ဘက်ကလူတွေကမရှိကြတော့ဘူးသိလား။ဒီကလေတောင်းတောက်လို့ရှောင်တဲ့အချိန်ကျဲမှမသိတော့လေနော်ညလားမနေ့လားနေ့လဲလားမသိတော့အားလုံးကထိတ်တလန့်လန့်နေကြလို့လေ။နံပါတ်2မြို့မှာစားတောက်ဆိုင်နေဈေးတွေနဲ့အလုတ်ယုံတွေပိတ်ပြီးတမျိုးလုံးနေပါအိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရတာပါ။ ူတို့တွေဟာ လာရှိုးမူဆယ်တင်းနီနဲ့တန်ရမ်းမြို့တွေဘက်ကဖုန်ကြီးကျောင်းခရီးယံဖျားကျောင်းဗလီနဲ့နီးစက်ရဆွေမျိုးမိတ်ဆွေတွေအိမ်မှာ နေထိုင်ကြရတယ်လို့ဆိုပါတယ်ခွဲပြီးတဲကြတာပါတချို့ကအိမ်မှာတဲတယ်တချို့ကအဲဖျားကျောင်းမှာတချို့ကဖုန်ကြီးကျောင်းမှာအဲ့လိုခွဲပြီးတဲကြတာပါ အချိလို့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုယ်အသက်ကရေးကြီးတယ်ဆိုတော့အဲ့ဒါပြေးကြတာပေါ့စစ်ကော်မရှင် တက်ဟာရှမ်းပြည်နယ်မြောက်ပိုင်းတွင်းကဆုံးရှုံးသွားတဲ့မြို့ရွာတွေကိုပြန်လည်ရောက်ယူဖို့အတွက်ဝေဟင်းမြေပြင်အင်အားအလုံးရင်းနဲ့တံပြန်ထိုးစစ်ဆင်နေတာကြောင့်နေမြေကန်တော်လိုင်းတက်တည်နေတိုက်ပွဲတွေဖြစ်ပွားနေပါတယ်တိုက်ပွဲတွေရည်ရှိလာရင် ထောင်ထဲချီတဲ့စစ်ပေးဆောင်မိသားစုတွေမှာအဖက်ဖက်က ခက်ခဲလာမှာဖြစ်တယ်လို့ကာယကံရှင်တွေကပြောပါတယ်ကျွန်တော်ခွန်စောဦးပါ